ဲ့ဒီအမှုပညာရှင်တွေကဘာဖြစ်လဲဆိုကျွန်ဆက်ကိုတယောက်တည်းမသွားဘူးဗျာဒီကျွန်ဆက်ခင်းတော့တယောက်တည်းမသွားဘူးတားစင်မြေဆက်အကုန်ခေါ်သွားတာနော်အဲသူတို့အခုဘောမအမှုပညာရှင်တွေတယောက်တည်းကျွန်ဖြစ်တာမဟုတ်ဘူးစစ်ကျွန်ဘောပါဘူးတားစင်မြေဆက်အကုန်ခေါ်သွားတာဥမာပြောရရင်နေအောင်နေဝင်းနေတို့ဟာနေရည်ပဲနော်နောက်ပြီးတော့မြင့်မြတ်အောင်ခိုင်းဟာလာအဲ့ဒီစတဲ့အပြင်အဲ့ဒီဒီဘောမတဲ့စစ်တပ်ဘက်ကတရောက်တနေရာကဘောမပေးတဲ့ဟာလာပါဝင်ပေးတဲ့ဒူတွေရဲ့ တားစင်မြေဆက်ကတော့ဒီလူတွေတေွားလို့ဘယ်ဘွားပဲရော့ရော့ပြောနေပါမိမိဆရာသမားတွေဘိုးဘွားမိဘတွေတင်ပေးလိုက်တဲ့အမှုပညာတိအနာရှင်သို့မဟုတ်စစ်တပ်သို့မဟုတ်ထိုင်ကုန်ယူတွေအတွက်မဟုတ်ပါဘူးကိုယ်အမှုပညာကိုဓာမိုးထားတယ်ဟုတ်ပြီအမှုပညာကိုဓာမိုးထားလဲအဲ့ဒီမိုးထားတဲ့ဓာတဲကနေပြီးတော့ဓာအောက်ကနေပြည်သူတိအောင်နော်နောက်ပြီးတော့တိုင်းပြည်အတွက်အကျိုးရှိအောင်ဘာလို့အမှုပညာနဲ့ဘလို့အတုံး ြုတ်ပြီးတော့ဘီမတယောက်လောက်ရမလဲတိုင်းပြည်လမ်းကြောင်းအမှန်ပေါ်ပြန်ရောက်ဘယ်လိုလောက်ရမလဲဆိုတဲ့ကိစ္စတွေကိုမိမိကိုယ်တိုင်တွေးမှရမှာအခုဆက်ပြီးတော့ကျွန်တော်တို့ဒီကိုပေါ့စီကိုကျွန်တော်အလှည့်ပေးခြင်းနဲ့ကိုပေါ့စီဆိုတော့ကျွန်တော်တို့ NLD ကာလမှာလဲဒေါံဆတ်စုကြည်ရဲ့ဝင်းထဲမှာတွေ့လဲရင်ကျွန်တော်နိုင်ငံရေးသမားတွေတဲ့ကျွန်တော်တို့အများဆုံးတွေ့ရတာအမှုပညာသမားတွေပုံများတယ်ပေါ့နော်အမှုပညာသမားတွေတပ်ပုံတွေ့ရပြီးတင်ကြတဲ့လူတွေ တချို့တော့ဓာတ်ပုံတွဲရိုက်တင်ပြီးတော့ဒီနေ့ကျတော့လဲမင်းတို့ဒေါ်လာရေးဆိုတာဘုံဖဲလာပဲထင်သလားဆိုတဲ့ပုံကိုယ်တွေလဲပေါ်လာတာလဲအခုတို့လဲအတွေ့ဖြစ်ပါလိမ့်မယ်နော်ဆိုတော့ကျွန်တော်ကအဲ့ဒီလူတွေကအရင်တုန်းကတော့အမေစုလက်သုံးချောင်းနေထောင်တယ် NLD အင်ဂျီတွေဝတ်တယ်နော်ဆိုတော့အဲ့ဒါမျိုးတွေလုတ်ခဲ့ပြီးတော့အခုကျတော့လဲဆရာနာရှင်နေနဲ့သွားပြီးတော့တဘူးတွဲတွဲပေါ့နော်သူတို့ကြည်ကြည်နက်နက်ကြီးနဲ့ပါဝင်နေတဲ့ပုံကိုယ်တွေမြောက်များစွာရှိတယ် ဆိုတော့ဒီလိုရက်တည်မှုကမနေ့ကဒီလိုဒီနေ့ဒီလိုဆိုပြီးဒီလိုပြောင်းလဲနေတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ရောအခုကကိုတို့လည်းအမှုပညာအတိုင်းဝိုင်းမှာဖြတ်တန်းခဲ့တယ်ဆိုတော့အမှုပညာရှင်တယောက်အနေနဲ့ဒီလိုမျက်နှာပြောင်တိုက်လွန်းတဲ့ပုံကိုယ်တွေနဲ့ပတ်သက်ပြီးရောအခုရဲ့ဒီဒီ shoot down အမြင်လေးပေါ့အဲ့ဒါလေးတင်ပြပေးပါဦးဟုတ်ခုနကဟိုကိုပြောသလိုဟိုအမေအမေဆိုပြီးတော့ဟလာဓာတ်ပုံတွေရိုက်ကြတယ်ဟလာဗီဒီယိုတွေရိုက်ကြတယ် ဟိုအိမ်ကနေတော့မပြန်ကြတော့တချို့ဆိုဟလာအဲတချို့ဆိုလဲဟိုပွဲတွေတိုင်းပါလေဟလာဒါမျိုးတွေရှိတယ်ဒါပေမဲ့အခုချိန်ကြီးကြောင်းအဲ့ဒီလူတွေအကုန်လုံးကအပအပအပဖြစ်သွားအောင်ဟလာပထမတော့အမေအမေအမေအဲပြီးတဲ့ကမှအပအပအပနောက်ဆိုဘာဖြစ်လဲဆိုတော့ဥလေးဥလေးဥလေးအတော်အတော်အတော်မိတွေးမိတွေးပထွေးပထွေးရောက်ခမရောက်ခမဒါမျိုးတွေလာမယ်ဘာကြောင့်လဲဆိုတော့ဒီလိုလူမျိုးတွေကသူက အမေဘက်လည်းမဟုတ်ဘူးအဘဘက်လည်းမဟုတ်ဘူးဦးလေးဘက်လည်းမဟုတ်ဘူးအတော်ဘက်လည်းမဟုတ်ဘူးသူကတသမျှဟာကိုအဆင်ပြေသလိုမပြီးတော့တတရရနေသွားမယ်ဆိုတဲ့အဲ့အနုပညာအယောင်ဆောင်ဗန်းပြအရေဂျုံပေါ့နော်အဲ့လိုတချို့လည်းရှိတယ်တချို့ကြတော့လေဟိုတစ်ဖက်တည်းရလိုက်တယ်မွေးတဲ့ကနေဘောမလိုက်အောင်အဲတချို့ကြတော့အမမှန်တီးတယ်တီးတော့အမှန်တရားဘက်ကို အမြဲတမ်းနေတယ်ဟာလာဒုက္ခရောက်ရောက်ပါစေငဲ့ငဲ့ဟာလာပြန့်ပြက်ဆိုပြီးတော့ဒါမျိုးနေတဲ့အနုပညာရှင်လည်းရှိတယ်အဲ့တော့ကျွန်တော်အနေနဲ့ဟိုဒီဘောမအနုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့ခုနကကျွန်တော်ထိတ်မှလည်းပြောပါတယ်နည်းနည်းပဲမမမြန်များပဲမမမတိမတာပဲမမဟိုတက်တက်ကလေးပဲသွားမအောင်အဲ့တော့အကုန်လုံးပြောတာပါအဲ့တော့ဟိုတကယ်ဟိုအနုပညာကိုချစ်တယ်နိုင်ငံကိုချစ်တယ်ပြည်သူကိုချစ်ပြီးတော့ပြည်သူမျက်နှာကြည့်တဲ့ နုပညာရှင်တွေတော့ကျွန်တော်ပြောလို့ပါအောင်เนาะအဲ့တော့ဟိုအဘဘောမပြီးတော့ဟလာเนาะတခါကြရဟိုဟိုဘောမဒါပေမဲ့မသိရင်တော့မမဘူးဘောเนาะအဲ့လိုမျိုးယုတ်တီတွေလည်းရှိတယ်အဲ့ဒါကျွန်တော်တရုတ်ဆောင်ခေါ်တယ်တရုတ်ဆောင်အမတန်တော်တယ်တချို့ဒီ27ဒေါ်လာရေးမှာအစမှာလက်မတ်တက်ပြီးတော့ဆန္ဒပြတဲ့ခါမှာစကလုံးအကြီးတွေအကြီးတွေ ਨੇ ပြောဘူးလေဟလာဒီတပင်ဩဂရဆိုရင်လည်းမကြိုက်ဘူးမကြိုက်ဘူးမကြိုက်ဘူး ဒါပေမဲ့သူအခုကြိုက်သွားပြီလေ။ तू မကြိုက်ဘူးဆိုတော့အခုလိုရိုးရိုးနဲ့မလုပ်ကြနဲ့ तू မကြိုက်ဘူးဒါကိုပြောတာနေပါပါ။နော်။အဲနောက်တစ်ခုရှိတယ်ဟာလာတိုက်မယ်တိုက်မယ်လူရှင်တော်တွေကတယောက်ပြောတယ်။ဟာလာဘာတိုက်ပါလဲ။ဘာကိုတိုက်ပါလဲ။အဲတိုက်မယ်နောက်ပိုင်းမှာ तू ပျောက်သွားတယ်။အခုနဲ့တချို့ဟိုဂီတဘက်လည်းဒီလိုမျိုးပဲအကြီးကြီးထွက်ပြောတာ။ဒီအချိန်မှာဟာလာဟိုဘယ်လိုခေါ်မလဲကိုထမင်းကိုစားပြီးတော့ဟာလာဟို ဘယ်အစိုးရတက်တဲ့ကိုတပင်းကိုစားရမယ်ဆိုတော့ဟိုလူတွေဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုအကြီးတွေပြောပြီးတော့တောက်သွားရလေအများကြီးရှိတယ်နောက်ဆုံးဟိုခရိုနီတွေနဲ့ညာသွားတာတို့ဟာလာနော်ဟိုဘိုလ်ချုပ်တွေနဲ့ဟိုကဖြစ်တာတို့ဒီဟာဖြစ်တော့အဲ့လိုမျိုးဒီရုပ်ရှင်တပင်းဟာလာစာပေဂီတဘာညာပေါ့နော်နုပညာရံဝန်းမှာလည်းအဲ့လိုအယောင်ဆောင်တွေရှိတယ်တချို့လည်းအစစ်မှန်တွေရှိတယ်တချို့ကလည်းခုနကကိုအောင်ဆိုပြောသလိုဟိုပါပေါ့မဖြစ်မနေဖြားเจ้าတို့ဘာလို့နော်အဲ့လိုတတိုက်ကလည်းရှိတယ်ဒါပေမဲ့ ါတော့စင်ကြီးတစ်ခုပါဒါစင်ကြီးတစ်ခုပါပြောမယ်ဆိုရင်လုံလို့ရနေနေအများကြီးရှိပါတယ်ဟုတ်တယ်မလားအဲ့တော့ကျွန်တော်အနေနဲ့အချက်၄ချက်ပြောခြင်း ਨੇ မိမိဆရာသမားတွေဘိုးဘွားမိဘတွေသင်ပေးလိုက်တဲ့အမှုပညာတိအနာရှင်တို့မဟုတ်စစ်တပ်တို့မဟုတ်ထိုင်ကုန်ယူတွေအတွက်မဟုတ်ပါဘူးအဲ့ဒါမဖြစ်ဖို့လိုတယ်ဟာဟိုဒါကတော့ဘလို့ဒီနည်းတွေ ਨੇ ဘလို့မျိုးသူတို့ ကိုယ့်ကိုအတုံးမချောက်ဘယ်လိုကာကွယ်ရမလဲဆိုတာတော့ကိုယ့်ကိုစဉ်းစားပါဘောနော်ဟုတ်လားစဉ်းစားလို့ရပါတယ်အဖြေဆိုပု္ပ္ပာရှင်အဖြေရှိတယ်လေဟုတ်လားပု္ပ္ပာတို့ဘုံမှာအဖြေရှိတယ်လေဟုတ်လားမရဘူးတို့တော့မပြောနဲ့ဒါစင်ကြီးတက်တက်ပါနောက်တစ်ခုကကိုယ့်အမှုပညာကိုဓာမိုးထားလဲဟုတ်ပြီအမှုပညာကိုဓာမိုးထားလဲအဲ့ဒီမိုးထားတဲ့ဓာတဲကနေပြီးတော့ဓာအောက်ကနေပြည်သူတိအောင်နော်နောက်ပြီးတော့တိုင်းပြည်အတွက်အကျိုးရှိအောင်ဘာလို့အမှုပညာနဲ့ဘလို့အတုံးပြုတ်ပြီးတော့ ဘယ်ဥတီအောင်လုပ်ရမလဲတိုင်းပြည်လမ်းကြောင်းအမှန်ပေါ်ပြန်ရောက်ဘယ်လိုလုပ်ရမလဲဆိုတဲ့ကိစ္စတွေကိုမိမိကိုယ်တိုင်တွေးမှရမှာမရဘူးဆိုတော့စင်ကြီးပဲသင်ချလို့ပဲခုနကကျွန်တော်ပြောပါတယ်ပု္ပ္ပာရှင်အဖြေရှိတယ်ဟုတ်လားအဖြေမရှိတဲ့ပု္ပ္ပာဆိုမရှိပါဘူးအဖြေမရှိရင်ပု္ပ္ပာလည်းရှိလာမှာမဟုတ်ဘူးနောက်တစ်ခုကအတ္တမဘက်မှာရရမှာတခုဒီယောကံမလားဟုတ်လားဓာမိုးရင်ဓာမရှိတဲ့ဘက်မှာရက်ပြီးတော့ဘယ်လိုလုပ်မလဲဟုတ်လား ဒါမှရှိတဲ့ဘက်မှာရက်တဲ့နေတွေအများကြီးရှိတယ်လွတ်မြောက်နေမျိုးကိုသွားမှမဟုတ်ဘူးဟလာနိုင်ငံเจ้าကိုထွက်မှမဟုတ်ဘူးမိမိအိမ်မှာမိမိနေနဲ့ဓာမိုးတဲ့အောက်ကနေပြည်သူနားလဲအောင်လုပ်လို့ရတဲ့နီးပညာတွေအများကြီးရှိတယ်ဟုတ်တယ်လေလူတွေရပဲဒီလောကကြီးကိုဒါရှင်းတန်းအောင်ဟလာတိုးတက်အောင်တိုက်တီတာတွေဖြစ်အောင်တော့တည်ထွင်လာတာပဲဒီဟာလေးတော့တည်ထွင်နိုင်မှာပေါ့ဟုတ်တယ်မလားကျွန်တော်တို့တော့မှကျွန်တော်တို့ ဟိုစဉ်းစားမိတယ်လို့လဲလန်းမိတယ်လို့ကျွန်တော်တို့စူးစမ်းရုံးကန်တာပဲလေအဲ့တော့ဟိုနောက်တစ်ခုရှိတယ်အဲ့ဒီအမှုပညာရှင်တွေကဘာဖြစ်လဲဆိုကျုံဆက်ကိုတယောက်တည်းမသွားဘူးဗျာဒီကျုံဆက်ခင်းတော့တယောက်တည်းမသွားဘူးတားဆင်မြေဆက်အကုန်ခေါ်သွားတာနော်အဲ့သူတို့အခုဘောမအမှုပညာရှင်တွေတယောက်တည်းကျုံဖြစ်တာမဟုတ်ဘူးစစ်ကျုံဘောဘောတားဆင်မြေဆက်အကုန်ခေါ်သွားတာကျွန်တော်တို့တိုင်းပြည်ပါကဟိုကဘာမှာကိုဗစ်ကပ်ရောဂါကြီးပြီးသွားပြီဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်မှာမပြီးသေးဘူးကိုစစ်ကြံနေတယ် ကိုဖစ်လည်းပြီးရောအဲ့ကိုစစ်လာတာပဲဟာအင်္ဂလိပ်လက်ထက်ကသူ့ကြုံခံရတယ်အခုဒီ21ကျတော့ကျွန်တော်တို့ကိုကြုံကိုပြန်ခံရလာကိုတိုင်းပြည်ဟာစစ်တပ်ကို ကိုတိုင်းသူပြည်သားပြန်ပြီးတော့မတရားလို့တိုက်တယ်ဆိုတဲ့ဟာဘလို့ရှက်ဖို့ကောင်းလဲကိုတိုင်းပြည်ရဲ့စစ်တပ်လေကိုတိုင်းပြည်ရဲ့စစ်တပ်ကိုဗျာဟာလာကိုပြည်သူကလောရက်တီမှားတဲ့အတွက်ထောက်ပြတယ်ဟာလက်မခံတဲ့အတွက်ဓာဆွဲဒုတ်ဆွဲတနတ်ဆွဲပြီးတိုက်ရတယ်ဆိုတဲ့ဒီစစ်တပ်ကဘလို့သွားပြီးတော့အတုံးဝင်တော့မလဲ ကဘာပေါ်မှာဘယ်နိုင်ငံအကြလို့ကောင်းမလဲဟုတ်တယ်မလားစစ်တပ်တွေနိုင်ငံတိုင်းမှာရှိပါတယ်ဒါကြောင့်တစ်ခါချင်းစစ်တပ်မရှိရင်ဘာဖြစ်မလဲစစ်တပ်မရှိရင်အေဂျင့်သွားအောင်ပေါ့ကျွန်တော်အဲ့လိုပဲတွေးတယ်ကဘာမှာ10နိုင်ငံလောက်စစ်တပ်မရှိတဲ့နိုင်ငံတွေရှိပါတယ်နော်ဟိုဒါတော့ဥပမာပြောကြတော့နော်အဲ့တော့ခုနပြောသလိုဒီစစ်ကြုံဘဝကိုဒီဘောမလူပြည်နယ်ရှိနေကိုတယောက်တည်းမသွားအောင်ကားစဉ်မြေဆက်အကုန်ခေါ်ွားတယ်ဟလာဥမာပြောရရင်နေအောင် နေဝင်းနေတို့ဟာနေရည်ရွယ် နော်နောက်ပြီးတော့မြင့်မြတ်အောင်ခိုင်းဟာလာအဲ့ဒီစတဲ့အပြင်အဲ့ဒီဒီဘောမတဲ့စစ်တပ်ဘက်ကတတော်တနေရာကဘောမပေးတဲ့ဟာလာပါဝင်ပေးတဲ့သူတွေရဲ့တားစင်မြေးဆက်ကတော့ဒီလူတွေတေွားလို့ဘယ်ဘွားပဲရော့ရော့ပြောနေပါဒီလူတွေကြောင့်ပေါ့ငါတို့အခုကြုံဘွားနဲ့နေရတာဟာလာငါတို့အဖိုးတွေဘွားတွေမကောင်းလို့ငါတို့အခုလို့စင်းစင်းရဲချွတ်ချွတ်တဲ့နေရတာမျက်စိပိတ်နားပိတ်နေရတာသူတို့ကြိုက်တဲ့ဘဝရောက်ဒါမဲ့သူတို့ရဲ့တားစင်မြေးဆက်ကတော့သူတို့ကိုပြောနေပါပဲ စိန်တော့ကျွန်တော်တို့ဂလုံးဥစောကိုပြောသလိုပေါ့နောက်ဆိုရင်ဂလုံးဥစောတွေအများကြီးပေါ်လာမယ်ရုပ်ရှင်မှာလည်းဂလုံးဥစောတွေလာမယ်တပည့်မှာလည်းလာမယ်တိုက်ပြူဟိုဘယ်လိုခေါ်မလဲလှုပ်ကြံနေတဲ့မှာတဏီထဲမှာပါထားတာလေဟိုလူတဏီအများကြီးထဲမှာဒါတဏီပဲအဲ့တော့ဖိအားတွေကြောင့်တချို့ကမှားသွားတယ်တဲ့ဟုတ်ပြီဖိအားတွေကြောင့်မှားသွားရင်အမှားပြင်ဖို့အချိန်နည်းနည်းလေးရှိသေးတယ်အမှားပြင်ဖို့အချိန်ပေါ့နော်အဲ့တော့မဖြစ်မနေကိုက PR ကြောင့်ဟလာဒီရွေးကောက်ပွဲအတွက်ကြော်ညာပေးလိုက်ရတယ်လှုပ်ပေးရတယ်ပြုတ်ပေးလိုက်ရတယ်ဆိုရင်ဟုတ်ပြီဒါကို PR ကြောင့်ဒါမိုးထားလို့ Okay လှုပ်လိုက်ရတယ်ဒါပေမဲ့ကိုနဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်တွေရွှေမျိုးမိတ်တင်ကားတွေဘာပြောလဲငါတို့ကတော့ဓာမိုးခံရလို့ PR ကြောင့်မဖြစ်မနေလှုပ်လိုက်ရပါတယ်ဒါပေမဲ့ဒီအကြီးကအတူကြီးနော်ဒီရွေးကောက်ပွဲကြီးကအစ်စ်မှန်မဟုတ်ဘူးအလိန်တွေပါအညာတွေပါဆိုတဲ့ဟာကိုဒီပတ်ဝန်းကျင်ကို sharing လုပ်မယ်ဆိုရင်တော့ အမားပြင်းနဲ့မိမိတာဝန်တစ်ခုတော့ကျေသွားနိုင်တယ်အချိန်တက်ပြန်ပြောဖို့ငါဖီးအားကြောင့်လုပ်လိုက်တယ်ဒါပေမဲ့ငါပတ်ဝန်းကျင်ကိုငါဘယ်လိုပြောလဲဒါကြီးကအလေကြီးနော်အတူကြီးနော်ဒီရွေးကောက်ပွဲကမစစ်မှန်ဘူးဒါကြီးကအာနာရှင်ထွက်ပေါက်ဟလာဒါမျိုးသိအောင်ပြောလိုက်ဒါတနည်းနည်းနဲ့တိုင်းပြည်နဲ့ပြည်သူအပေါ်ကူညီရရောက်ပါမယ်အဲ့လိုဟိုစပေါ့ responsibility ဆိုသလိုပဲမိမိဟလာဒါဝင်ပေါ့ကြည့်ဟိုအတူဆိုတမျိုးပေါ့အကျေပြောရင် မိမိလုပ်ခဲ့တဲ့အပိုင်တာဝန်ကိုမိမိကိုယ်တိုင်တာဝန်ယူပြီးတော့ဖြေရှင်းလိုက်ပါဒါကောင်းပါတယ်နော်မိမိဖိအားကြောင့်လုပ်ခဲ့ပြီးပါပြီဒါကြီးပြန်နှုတ်ယူလို့မရတော့ဘူးဒါပေမဲ့မိမိရဲ့ပဝင်းခြင်းမပြောပါငါတို့ကတော့မဖြစ်မနေတာလို့လုပ်လိုက်ရတယ်ဒါပေမဲ့အတူကြီးငါတို့ကိုယ်တိုင်လည်းမဲမပေးဘူးမင်းတို့လည်းတော့မပေးကြနဲ့ဒါဆိုရင်တော့အမားတွေကနေအမှန်ကိုနည်းနည်းပြန်ရောက်မှာပါအဲကျွန်တော်အနေနဲ့ဆွေးနွေးနေတာကတော့ဒါဒါလေးပါပဲအဲကြောင့်ကိုကြောက်ကိုသားစဉ်မြေဆက် ကြုံမဖြစ်ပါစေနဲ့လို့ကျွန်တော်တရားပြောချင်ပါတယ်။ပေါ်မှာနှုပညာရှင်တွေပေါ့။ဟုတ်ကဲ့ပါ။ဥပ္ပန်စီကျွန်တော်တို့နောက်ဆုံးပြောတဲ့ကိုကြောင်ကိုရဲ့နောင်လာနောင်သားတွေကျွန်ဘောကမရောက်စီပါသေးနဲ့ပေါ့နော်။ကျွန်သက်မရှိပါသေးနဲ့ဆိုတာလေးကကျွန်တော်တို့အားလုံးအတွက်ဟိုအမှတ်တရလည်းဖြစ်တယ်လို့တကယ်မှတ်သားရတဲ့သကလုံးပေါ့နော်။ဆိုတော့ဒီအမှုပညာရှင်တွေထဲမှာကိုတော်လာနိုင်တဲ့ဘက်ကနေပြီးတော့ကိုတတ်နိုင်တဲ့လောက်ပေါ့နော်။ ကိုတော်တော်လန်ကြဖို့လိုတယ်မတက်တာလို့ပါရသည့်တိုင်အောင်ဘောနော်ကိုဘယ်ရှုတောင့်လေးကနေပြီးတော့နော်ပြည်သူလူထုကိုအစိတ်ဖြစ်နေတဲ့ပြည်သူအစိတ်တွေနားထဲလောင်းတဲ့ခံရပြည်သူကိုကျွန်တော်တို့တွေလာအစိတ်ပြည်စည်းဘယ်လိုလေးလုပ်ပေးနိုင်မလဲဘောနော်ဒါလေးတွေကိုကိုတင်ပြသွားတယ်ဆိုတော့ပြည်သူလူထုရောယူသားတဲ့ပြည်သူကျွန်တော်တို့နိုင်ငံမှာကယူသားတဲ့ပြည်သူလူထုကများပါတယ်တချို့တွေကျွန်တော်တို့ဒီအခြေခံလူတန်းစားတွေမှာ အညာဒေတာတွေမှာဆိုရင်တနစ်တနစ်ကိုတနစ်တနစ်မှာအကိုတို့လိုအမှုပညာရှင်တွေသဘင်ပွဲတွေလာမှသူတို့မှာအယံပြောကြဆိုတော့အကိုတို့ရဲ့ဒီတင်ပြမှုတွေအကိုတို့ရဲ့ဒီပြည်သူပေါ်မှာယက်တီမှုတွေဟာသမိုင်းတကွေမှာတကယ်တာမိုးရှိပါတယ်ဆိုတော့နောက်တစ်ခုကအခုလိုကျွန်တော်တို့ရဲ့ဒီဘာသာပေါင်းစုံကွန်ရက်မှာလည်းလာပြီးတော့အခုလိုတကူးတကပေါ်မှာအမလတ်တဲ့ကြာကလာရောက်ပြောကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်